ဒီနေ့မနက်ပိုင်းမှာပဲအမေရိကန်လူတက်ကအီရန်ရဲ့နျူကလ িয়ার စီမံကိန်းသုံးခုကိုပုံကျဲတိုက်ခိုက်လိုက်ပြီးစစ်ပွဲတွေပါဝင်လာပြီဖြစ်ပါတယ်။အီရန်အစ္စရေးစစ်ပွဲကိုရင်းမြောင်းနေမှာအမေရိကန်ကတရားဝင်ပါဝင်လာတာပဲဖြစ်ပါတယ်။အမေရိကန်သမ္မတထရန့်ကတော့အမေရိကန်ပုံကျဲလေယာဉ်တွေဟာအီရန်နျူကလ িয়ার စီမံကိန်းသုံးခုကိုအောင်မြင်စွာပုံကျဲခဲ့တယ်လို့လူမှုကွန်ရက်ကနေထုတ်ပြန်ပါတယ်။ မရိကန်ဘုံကျက်လိင်တွေဟာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေဖြစ်တဲ့ Vodo, Natas, Isfahan တို့ကိုဘုံကျက်ခဲ့တာပါ။ဒါဟာ Israel နဲ့စစ်ပွဲတွေအမေရိကန်ကတိုက်ရိုက်ပါဝင်လာတာပဲဖြစ်ပါတယ်။အီရန်ရဲ့ပင်မနျူကလ িয়ার စီမံကိန်းဖြစ်တဲ့ Vodo ကိုအဓိကထားပြီးတော့ပြည်ဝဘုံကျက်ခဲ့တာဖြစ်ပြီးအခုအခါမှာဘုံကျက်လိင်တွေဟာအီရန်လေပိုင်နက်ပြင် ရောက်ပြီးဘေးကင်းစွာအိမ်ပြန်လာနေပြီလို့ Trump ကကြေညာထားပါတယ်။အီရန်ရဲ့လေကြောင်းရဲ့ကာကွယ်ရေးတွေကလည်းအမေရိကန်ဘုံကျက်လေယာဉ်တွေကိုထိရောက်ဘာမှမလုပ်နိုင်ခဲ့ဘူးဆိုပါတယ် ခန်းနဲ့ပြောမှာတော့ American City တော်တွေကိုဂုံပြူပါတယ်ဒီလောက်ကဘာအောင်မှာတခြားပဲစစ်တကမှမလုံနိုင်ပါဘူးလို့ထွန်းကဆိုပါတယ်ခုတော့ငင်းချင်းကြီးအတွက်အချိန်ရောက်ပြီးအီရန်နျူကလ িয়ার စီမံကိန်းတွေကိုဘုံကျဲပြီးထွန်းကပြောပါတယ်ဒါဟာအစ္စရေးအီရန်စစ်ပွဲမှာ American က CIA ရဝင်ပါမပါဆိုတာကိုသမ္မတထွန်းကနှစ်ပတ်လောက်အချိန်ယူစောင့်ကြည့်မယ်လို့ပြောပြီးနှစ်ရက်ကြာမှပဲဘုံကျဲခဲ့တာဖြစ်ပါတယ်ထရန်ကအသေးစိတ်မပြောမဲ့ဗော်ရွန်နျူကလ িয়ার စီမံကိန်းဟာမြေအောက်မှာခိုင်မာတိစောက်ထားတာမဟုတ် ်အမေရိကန်ရဲ့အစွမ်းထက်ဆုံးဘန်ကားဖြတ်ဘုံကြီးဘန်ကားဘက်စတာတွေကိုအုံပြုချဲချမှဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်လက်နက်သုတေသီတွေကဆိုပါတယ်စလလန်နေရသူတွေတီတွေကဘော်ရိုရဲ့ခိုင်မာလာတဲ့တိဆောက်ပုံအရာအဲ့ဒီနေရာဖျက်ဆီးဖို့ဆိုရင်ပေါင်၃၀၀၄ချင်းရှိတဲ့ဘန်ကာဘက်စတာဘုံတွေကသာဆွမ်းဆောင်နိုင်မယ်လို့သုံးသပ်ထားပါတယ်။ဒါကြောင့် GPU 57လို့ခေါ်တဲ့အေရာမထိပ်ဖူးထက်ဘန်ကာဘက်စတာဘုံတွေကိုအမေရိကန်ရဲ့ B2 မဟာဗျူဟာမြောက်ဘုံကျလင်ကြီးကလည်းကြဲချပွဲရှိခဲ့ပါတယ်။ အစ္စရေးနဲ့အီရန်ခုဖြစ်နေတဲ့ပြည်ပကမှာအမေရိကန်စစ်တပ်ကဝင်ပါလာမယ်ဆိုရင်တော့ပြင်ဆင်လို့မရနိုင်တဲ့ကျိုးဆက်တွေကြုံရနိုင်မယ်လို့အီရန်ကောင်းဆောင်ကြီးခါမနီကပြီးခဲ့တဲ့ဘက်ကပဲပြောကြားခဲ့ပါတယ်။ခါမနီကိုယ်တိုင်ပြောဆိုတာတော့မဟုတ်ပေမဲ့သူ့ရဲ့ကြေညာချက်ကိုအီရန်ဆိုရသတင်းဌာနကဖတ်ကြားသွားရမှာအမေရိကန်စစ်တပ်ရဲ့ဘယ်ပုံစံနဲ့မဆိုပါဝင်စစ်ဖမှုမျိုးကိုဆို ပြန်ပြုပြင်လို့မရတဲ့အထိခိုက်မှုအကျိုးဆက်တွေနဲ့ကြုံလာစေရမယ်ဆိုပါတယ်။ သမရထရကဒီလီမနက်စင်နာရီမှာတော့နိုင်ငံတော်ခြေပြမိန့်ခွန်းပြောခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার နေရာတွေကိုလုံးဝအုပ်ုံဖျက်ဆီးပစ်လိုက်ပါပြီလို့ကြေညာခဲ့ပါတယ်။သမ္မတထအဒုသမ္မတ JD Vance နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုနဲ့ကာကွယ်ဝန်ကြီးပေဟာဆတ်တို့ချိန်ရံပြီးတော့အင်ဖြူတော်ကနေမိန့်ခွန်းပြောအမှာဒီညမှာကျွန်တော်ကဘာကြီးကိုစီရင်ခံနိုင်ပါပြီတိုက်ခိုက်မှုတွေဟာထူးထူးကဲကဲစီရင်အောင်မြင်မှုပါအီရန်ရဲ့နျူကလ িয়ার စောင့်တွေကိုလုံးဝဖျက်ဆီးလိုက်ပါပြီအရှေ့လက်ပိုင်းမှာအနိုင်ကျင့်နေသူအီရန်ဟာအခုငြင်းငြင်းလုတ်ကိုလောက်ရပါတော့မယ် သူတို့မလုပ်ဘူးဆိုရင်နောက်ထပ်တိုက်ခိုက်မှုတွေပိုကြီးမလာမှာပါအလွယ်လေးတိုက်ခိုက်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်အစ္စရေးကောင်းဆောင်ပိုင်းနဲ့ပတ်သက်ပြီးလဲကျွန်တော်ဝန်ကြီးချုပ်နေတာညာဟုတ်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကတဖွဲ့တည်းအဖြစ်အလုပ်လုပ်ခဲ့ပါတယ်အရင်ကမရှိခဲ့ဘူးတဲ့အဖွဲ့တစ်ဖွဲ့လို့ပါပဲအစ္စရေးအတွက်ထိုင်းလန့်ဖွဲ့ရချင်းချောင်းမှုကိုဖယ်ရှားဖို့ကျွန်တော်တို့ကာလရှည်လှုပ်ဆောင်ခဲ့တယ်လို့ထွန်းကဆိုပါတယ်အစ္စရေးကိုချင်းချောင်းနေတဲ့ချင်းတွေကိုဆက်ပြီးလဲခွင့်မပြုနိုင်ဘူးလို့သူကထက်လောင်းပြောပါတယ်။အီရန်အတွက်ငြိမ်းချမ်းရေးမဖြစ်ဖြစ်ဒါမှမဟုတ်အဖြစ်ဆိုးပဲဖြစ်ဖြစ်ရှိလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ရှိရဲ့အတွင်းမှာကျွန်တော်တို့ဖြစ်ဆိုးတွေကိုမျက်မြင်တွေ့ပြီးဖြစ်ပါတယ်။တည်ထားစေချင်တာကအပြစ်မဲ့တွေအများကြီးကြံပါသေးတယ်။ဒီညရဲ့တက်ခိုက်မှုကအားလုံးထဲမှာအခက်အခဲဆုံးဖြစ်ပြီးဖြစ်နိုင်ပျက်စီးသေးဆုံးမှုအများဆုံးလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ငြိမ်းချမ်းရေးမြေမြမရောက်လာရင်တော့ကျွန်တော်တို့ဟာအဲ့ဒီပြစ်မှတ်တွေကိုအတိအကျအလင်းနှုံးနဲ့တည်သက်ကြွညစ်စွာတိုက်ခိုက်ရအောင်မယ်လို့ထွန်းကဆိုပါတယ်။အခုညမင်းကတိုက်ခိုက်ဖို့မိတ်ပြီးပြီးနောက်အမေရိကန်ပြည်သူတွေထံထရန်ရပါမှာသို့တရားဝင်မင်းကိုပြောဆိုမှုဖြစ်ပါတယ်။ ်အမေရိကန်နဲ့ကျပြန်းတဲ့ရှေ့လက်ပိုင်းဒေသတို့အတွက်နောက်ထပ်ဘလို့ဖြစ်ပြလာမယ်ဆိုတဲ့မေးခွန်းတွေလည်းမြင့်တက်နေပါလေ။ဘာဝင်ဝင်ကြည့်ပြီးဟာဆက်ကတော့မနက်၈နာရီမနက်ဖြန်မှာတော့သတင်းစာရှင်းပွဲလုပ်ပါမယ်။ထရန့်ဟာရှေ့လက်ပိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ။အစ္စရေးကိုဖျားသခင်ကောင်းချီးပေးပါစေ။အမေရိကကိုဖျားသခင်ကောင်းချီးပေးပါစေလို့ပြောရင်းညှိကုံးချုပ်ခဲ့ပါလေ။ဒါအပြင်သမ္မတထရန့်ကနှစ်ပေါင်း40လုံးလုံးအီရန်ကကြွေးကြော်ခဲ့ပါလေ။ American ကြောက်ဆုံးပါစေ၊ Israel ကြောက်ဆုံးပါစေလို့ပြောခဲ့တယ်။သူတို့ကကျွန်တော်တို့ပြည်သူတွေကိုတတ်ဖြတ်ခဲ့တယ်။ လမ်းဘေးပုံးတွေနဲ့ခြေလက်တွေပြတ်ထွက်အောင်လုပ်ခဲ့တယ်။ဒါသူတို့ရဲ့အထူးကျွမ်းကျင်မှုပါ။ကျွန်တော်တို့လူပေါင်းတထောင်ကျော်သေကြီးဆုံးရှုံးခဲ့ရပြီးအရှိလက်ပိုင်းနဲ့ကဘာတဝမ်းမှာလည်းသူတို့မုံတီမှုရဲ့တရားရလက်အနေနဲ့ရာနဲ့ချီတဲ့လူပေါင်းများစွာသေဆုံးခဲ့ပါတယ်။အထူးသဖြင့်သူတို့ရဲ့ဗိုလ်ချုပ်ကွာဆန်ဆူလီမန်နီကြောင့်အများကြီးသေဆုံးခဲ့ရပါတယ်။ဒီလိုဖြစ်တာကျွန်တော်ခွင့်မလုပ်ဘူးလို့လွန်ခဲ့တဲ့ချိန်ကလေးကဆုံးဖြတ်ခဲ့တယ်။ဒါမျိုးစမဖြစ်စေရဘူးလို့ဆိုပါတယ်။နောက်ပြီးတော့ထရန့်က ။အစ်သွေးစစ်တပ်ရဲ့ကောင်းမွန်တဲ့လှုပ်ဆောင်ချက်အတွက်လည်းကျေးဇူးတင်လိုက်ပြောပါရစေ။အရေးကြီးဆုံးကဒီညမှာခန်းသားထဲပါတဲ့ဆက်ကရီယာလေရင်ကြီးကိုထိန်းချုပ်မောင်းနေခဲ့တဲ့ခန်းသားတဲ့အမေရိကန်မျိုးချစ်တင်နဲ့နှစ်ပေါင်းများစွာကပောင်းမောင်းမတွေးခဲ့ဘူးတဲ့စစ်စင်ရေးကိုလှုပ်ဆောင်ခဲ့တဲ့အမေရိကန်ပြည်ထောင်စုစစ်တပ်တခုလုံးကုန်ပြူပါတယ်ဆိုပါရစေ။မျောလင်းတာကတော့ဒီစွမ်းကြီးနဲ့သူတို့ရဲ့ဝန်ဆောင်မှုတွေထပ်ပြီးလိုအပ်တော့မှာမဟုတ်ပါဘူး။အဲ့ဒီလိုဖြစ်ပါစေလို့မျောလင်းတယ်လို့ဆိုပါတယ်။ဒီပြန်နေနဲ့ဘာမှပြန်ပြီးတော့မတုံ့ပြန်ဘူးထရန့်ကမျောလင်းနေပါတယ်။ မရိကန်စစ်တပ်ရဲ့ဘူးတွဲစစ်ဦးစီးမြောက်ဖက်ဥက္ကရာဘိုဂျိုဂျီတန်ကိန်းနဲ့ဒီတက်ခတ်မှုမှာပါဝင်ခဲ့တဲ့ထူးချွန်တဲ့စီးရေးပညာရှင်အားလုံးကိုလည်းဂုဏ်ပြုပါတယ်ပြောပါတယ်ဒီအခြေအနေဟာဆက်ပြီးဖြစ်လို့မရပါဘူးငြိမ်းချမ်းရေးရနိုင်သလိုဒါမှမဟုတ်အီရန်အတွက်ပြီးခဲ့တဲ့ရှစ်ရက်အတွင်းကျွန်တော်တို့မြင်တွေ့ခဲ့ရတာဒါအများကြီးပိုပြီးတော့ခြေကွက်ဝမ်းနဲ့စရာတွေဖြစ်လာနိုင်ပါတယ်မှတ်ထားပါပြစ်မှတ်တွေအများကြီးကိုကျွန်တော်တို့ခြေမုန်းနိုင်ပါသေးတယ်ကျွန်တော်မလုပ်ချင်ပါဘူးဒါပေမဲ့ နောက်ဆုံးအချိန်မှာတော့လုံဝင်လေလောက်ကမှာပဲဆိုပြီးတော့ trend ကဆိုပါတယ်လူတိုင်းကိုကျေးဇူးတင်ပါတယ်ဆိုပြီးလေ Donald Trump ကပြောသွားပါတယ်ကုလသမဂ္ဂထရေဒီယမ်ချုပ် Antonio Guterres ကတော့ timeline သိမရအစင်မရောက်သေးခင် Israel Iran ပြည်ပခါကိုတန်မှန်ရေးရဖြေရှာဖို့တိုက်တွန်းပါတယ်နိုင်ငံတကာရေးခင်းကြီးဒီမှာ3ရောက်ဂျာဝင်ဖြစ်ရှင်းနိုင်စွာကင်းမဲ့နေတဲ့ကုလသမဂ္ဂဆွမ်းဆောင်ရေးပိုင်းဟာလက်ရှိဖြစ်နေတဲ့ Iran Israel စီးပွားရေးပခါမှာလည်းနောက်ထပ်ဝေဖန်မေးခွန်းထုတ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ် လက်ရှိဖြစ်လက်ပန်းနေတာစီးချင်းနဲ့ပတ်သက်ပြီးကုလလုံးကျုံရင်ကောင်စီရေးပေါ်စည်းဝေးလက်ကျင်းပပါတယ်အဲဒီမှာအန်တိုနီယိုကူတာရက်စ်ကအချိန်နေတဲ့ထိန်းသိမ်းလို့မရနိုင်တော့တဲ့အဆင့်မရောက်သွားခင်စေဆက်ဆွေးနွေးမှုတွေနဲ့ထိန်းသိမ်းကိုင်းတွယ်ပေးကြဖို့တိုက်တွန်းခဲ့ပါတယ်ဒီခါကလေးမှာကိုရွေးချယ်ဆုံးဖြတ်ခဲ့တဲ့ကိစ္စတွေကအရေးကြီးတယ်ဆိုတဲ့အဆင့်ထက်မကပဲကိုကဘလို့လူစားလဲဆိုတာကိုသတ်မှတ်ပေးတဲ့အခိုက်အတန့်တွေရှိပါတယ်ဒီခိုက်တက်နေတာနိုင်ငံတစ်ခုလုံးစီရဲ့အနာဂတ်တွေဒါမှမဟုတ်လူသားအလုံးရဲ့အနာဂတ်တွေကိုတက်ရောက်နိုင်ပါလေ လက်ရှိဟာအဲ့ဒီလိုအခိုက်တက်နေတဲ့ကတခုပါလို့ Gutierrez ကဆိုပါတယ်။ Israel Iran Safety ကဟာဆက်ပြီးကျယ်ပြန့်နေမယ်ဆိုရင်ဘယ်သူမှအငြင်းလို့မရတော့တဲ့စစ်မီးကိုမှုေးလိုက်တာမျိုးဖြစ်သွားနိုင်ကြောင်းဒီအခြေအနေထိမရောက်အောင်တားကြဖို့လိုကြောင်းသူကဆက်ပြောပါတယ်။ Israel ရာ Iran nuclear ဆိုင်အဆောက်အအုံနဲ့ scan တွေကိုလေကြောင်းကနေစတင်တိုက်ခတ်ခဲ့ပြီး Israel ကလည်းဒုံးကြီးတွေလုံရင်းနဲ့ပြန်လည်ပစ်ခတ်ပြီးလက်တော့ပြန်ထားပါတယ်။အခုနောက်ဆုံးအခြေအနေရာ American ဘာဝင်ပါလာတဲ့အခြေအနေဖြစ်ပါတယ်။ Gutierrez က လက်ရှိပြည်ပကောက်ဆစ်ဆက်ညှိနှိုင်းတဲ့နီလန်းနဲ့ဖြည့်ရှင်းဖို့ပဲကြိုးပမ်းနေစေဖြစ်ပါတယ်နောက်ပြီးနိုင်ငံတကာအတိုင်းဝိုင်းနဲ့ကုလသမဂ္ဂဂျညာဇာတန်ပါဝင်နိုင်ငံတကာဥပဒေနဲ့ကန့်ညီတဲ့တန်ကင်းနမကင်းနီလန်ကိုခြေပြုပြီးအရှိတတဲ့မဲ့ငင်းချင်ရေမျိုးစောင်းချင်းယူနိုင်အောင်ဝိုင်းဝန်းကူညီထောက်ပံ့ဖို့လည်းတောင်းဆိုတော့ပါတယ်။လက်ရှိချိန်မှာတော့ယူနိုက်တက်အစ်ဇေကြာကစီအေပရီပကဟာကိုရဲမြောင်းလေးထိတင်းမာနေစေပဲဖြစ်ပါတယ်။အမေရိကန်ကလည်းဝင်ပါလာပြီးဆိုတော့အခြေအနေကတော့ပိုဆိုးသွားဖို့ရှိပါတယ်။ အီရန်ကိုတိုက်ခတ်မှုအတွင်းမှာနောက်ထပ်အီရန်တမှုသုံးကိုတတ်နိုင်ခဲ့တယ်လို့အစ္စရေးကပြောပါတယ်အစ္စရေးကအီရန်ကိုမကြုံစဘူးဘုံကျတိုက်ခတ်မှုတွင်မှာနောက်ထပ်အီရန်တမှုသုံးကိုတိုက်တက်ဖြတ်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပြီးဒီလိုတိုက်ခတ်ခဲ့ခြင်းကနျူကလ িয়ার နဲ့ပိုင်ဆိုင်ရေးအတွက်အီရန်ရဲ့တိုးတက်မှုကိုအချိန်နှစ်နှစ်နောက်ကျသွားအောင်လုံဆောင်လာခြင်းဖြစ်တယ်လို့အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဂျီဒီယွန်းဆာကပြောပါတယ် တီဟီရန်တောင်ပိုင်းကိုတိုက်ခိုက်ရမှာအီရန်ထိပ်တန်းတောင်ဝင်ရှိသူစာအက်စ်အိုင်ဇာဒီကိုအောင်မြင်စွာပြစ်မှတ်ထားနိုင်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။သူကပါကစ္စတန်၊ပါလက်စတိုင်းစစ်တပ်အုပ်စုနဲ့အီရန်တို့ချိတ်ဆက်ဆောင်ရွက်တာကိုကြီးကြပ်ရသူလည်းဖြစ်ပါတယ်။ညာပိုင်းတိုက်ခိုက်မှုမှာတော့အီရန်ဒေါ်လာရင်းဆောင်ရွက်ရဲ့အခြားတမှုနှစ်ဦးကိုလည်းတတ်နိုင်ခဲ့တယ်ဆိုပါတယ်။အစ္စရေးကအီရန်နျူကလ িয়ার တင်နီယာနဲ့စစ်ဘက်ရဲ့ပြစ်မှတ်တွေဆက်လက်တိုက်ခိုက်ရရှိပြီးအစ္စရေးရဲ့သုံးသက်ချက်အရဒီတိုက်ခိုက်မှုတွေဟာအီရန်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရဲ့လာအလာကိုနောက်ကျစေခဲ့တယ်ဆိုပါတယ် ဒီနျူကလ িয়ার ချိန်ကြောင်းမှုကိုဖယ်ရှားဖို့အီရန်မှာကျွန်တော်တို့လုပ်နေတဲ့အားလုံးကိုလှုပ်ဆောင်သွားမှာပါလို့သူကပြောပါတယ်။အစ္စရေးစစ်တပ်ဟာအီရန်ရဲ့အစ်ပါဟန်နျူကလ িয়ার တီနီယာကိုဒုတိယကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်အီရန်လေပိုင်းမှာရှိတဲ့ဒုံးကျည်ထားရှိတဲ့နေရာနဲ့ဒုံးကျည်ပြစ်လွတ်ရနေရာတွေကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်မှာလူ400ကျော်သေဆုံးခဲ့ပြီး356ဦးဒဏ်ရာခဲ့တယ်လို့အီရန်ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။လက်ရှိအချိန်မှာတရုတ်သမ္မတရှီချီမင်းနဲ့ရုရှားသမ္မတပူတင်တို့ကတော့ဖုန်းနဲ့ဆက်သွယ်ပြီးအရှေ့လက်ပိုင်းရေးဆွေးနွေးနေပါတယ်။ ရုရှားသမ္မတပူတင်ရဲ့ဖုန်းနဲ့ဆက်နွယ်ရမှာရှေးလက်ပိုင်းဒေသချင်းနဲ့ဆက်လင်းပြီးဒီကအမြင့်ချင်းဖလှယ်ခဲ့တယ်လို့စင်ဟွာသတင်းဌာနကဖော်ပြပါတယ်။အဲလိုစနစ်စနစ်ကမှပူတင်ကလက်ရှိရှေးလက်ပိုင်းတိမမှုပေါ်ရုရှားရဲ့သဘောထားအမြင်ကိုရှီကျင်းဖင်ကိုရှင်းလင်းပြောပါတယ်။အစ္စရေးဟာအီရန်နျူကလ িয়ার ဆောင်တွေကိုဝန်တက်နေတာအင်မတန်အန္တရာယ်များပါတယ်။ပြည်ပကအဆင့်တက်လာတာဟာဘယ်နိုင်ငံကမှအကျိုးစီးပွားမဖြစ်ထွန်းပါဘူး။အီရန်နျူကလ িয়ার ရေးကိုညှိနှိုင်းဆွေးနွေးခြင်းနဲ့သာဖြည့်ရှင်းသင့်တယ်လို့ပူတင်ကသမ္မတရှီကိုပြောပါတယ်။ ရှီဂျင်းမီယာပူတင်ကိုတရုတ်ရဲ့အခြေခံမူနဲ့ယက်တီချက်ကိုရှင်းပြပြီးလက်ရှိရှေ့လယ်ပိုင်းအခြေအနေအင်မတန်အန္တရာယ်များတာဟာကဘာကြီးလှုပ်ခတ်ပြောင်းလဲမှုကာလအသစ်တွေဝင်ရောက်နေဖို့ကိုထပ်မံသက်သေဟူလိုက်တာလို့ပြောပါတယ်။ရှီဂျင်းမီယာလက်ရှိပဋိပက္ခတဆင့်တိုးခဲ့ရင်အစ္စရေးအီရန်ပါပုံပြီးနင်နာဆုံးရှုံးမှုတွေရှိလာမယ်ပြင်ဒေသတွင်းမှာရှိတဲ့တခြားနိုင်ငံတွေကိုလည်းများစွာထိခိုက်နေနိုင်စေမယ်ဆိုပါတယ်လက်ရှိချင်းတွေပေါ်မိမိအနေနဲ့သဘောထားလေးရက်ကိုအဆိုပြုလို့ကြောင်းပူတင်ကိုတတိပေးခဲ့တယ်လို့စင်ဟွာသတင်းရသိရပါတယ် ။အီရန်ဘက်ကတော့အစ္စရေးတရှိုးတွေနဲ့ဆက်နွယ်ပတ်သက်တယ်ဆိုပြီးလူ22ဦးကိုဖမ်းဆီးထားကြောင်းသိရပါတယ်။ဇီယွန်ဝါဒီအစိုးရကိုထောက်ခံအားပေးတဲ့လူ22ဦးကိုဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်လို့အီရန်နိုင်ငံကွမ်ပီနယ်ရဲထောက်လည်ရေးကြီးကကပြောပါတယ်။ဣဇရေးအတွက်တရှုလုံးမှုနဲ့တိုင်းပြည်ကုန်သက်ခတိခဲ့ဖို့ကြိုးပမ်းမှုနဲ့ဆွဆွဲခံရတဲ့လူ24ဦးကိုဖမ်းဆီးလိုက်တာပါလို့ကြေညာပါတယ်။အီရန်ဟာတရှုလို့တန်တရားရှိသူတွေကိုဖမ်းဆီးမယ်လို့ပုံမှန်ကြေညာလေးရှိပါတယ်။ မကြသေးမီရဲ့တွေကလည်းသူတို့ကိုကွက်မြက်ခဲ့ပါလေ။အစ်ဇွန်းနဲ့ပူပေါင်းနေဆိုတဲ့ဆွဆွဲချက်နဲ့အီရန်နိုင်ငံလုံးမှာအနည်းဆုံးလူ100ကျော်ဖမ်းဆီးခံထားရကြောင်းနော်ဝေးခြေဆိုင် NGO Human Rights ဖွဲ့ကပြောကြားခဲ့ပါလေ။